ျွန်တော်ဒီနေ့ကနေစတွက်ပြီးတော့ရှင်ပြန်ထားမြောက်တနင်္ဂနွေနေ့ကိုတွက်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်၅ပတ်လောက်ရှိပါတယ်။အဲကျွန်တော်ပြီးခဲ့တဲ့ဘောဒူဟူဒီတပတ်မဟုတ်ဘဲနဲ့ဟိုးကြံခဲ့တဲ့ဘောဒူဟူကဆိုလို့ရှိရင်အဲ့ကနေဆိုရင်ဒီနေ့တချို့တွေဆိုလို့ရှိရင် land စပါတယ်။နော် land ဆိုတာကတော့ရပ်ပေါင်း40နော်ရှင်ပြန်ထားမြောက်ရနေ့မတိုင်ခင်ရပ်ပေါင်း40အဲ့ကနေစပြီးမှတချို့တွေဆိုရင်အတိုင်းအတာတစ်ခုထိ fasting လုပ်တယ်နော်သူတို့အဒီ ပြီးလို့ရှင်တို့နော်ဒီ prayer book ဖြစ်ဖြစ်အဲ့လိုစနစ်တကျလေးပေါ့နော်ဘုရားသခင်ရဲ့လှုပ်ဆောင်ချက်သခင်ရဲ့ရှုခရအသေးခံခြင်းကိုအာဒီစနစ်တကျလေးနဲ့ဆင်ခြင်တဲ့သူတွေလည်းရှိပါတယ်ဆိုတော့ကျွန်တော်တို့ဟောဒီဘီခရလာတွေမှာအသင်းတော်မှာဘုရားသခင်လှုပ်နေတဲ့အမှုရာအသင်းတော်မှာဘုရားသခင်ကျွန်တော်တို့ကိုစေခိုင်းတဲ့အမှုရာဘုရားသခင်နဲ့ပါဝင်ခြင်းဆိုတဲ့အရာတွေကိုအဲကျွန်တော်အများကြီးဆင်ခြင်ခံယူခဲ့ကြရတယ်။ပြီးခဲ့တဲ့ပတ်မှာလည်းဘုရားသခင်ဆင်နှုတ်နဲ့ညင်ညွတ်တော်သူ ဖြစ်ခြင်းနဲ့ဆိုင်တဲ့အရာကိုလည်းကျွန်တော်တို့ဆင်ခြင်ခံယူခဲ့ပြီးဖြစ်ပါတယ်။ဆိုတော့ဒီနေ့ကနေစပြီးမှကျွန်တော်တို့ရှင်ပြန်ထမြောက်တင်းကနူနီရောက်တဲ့အထီလေးကိုကျွန်တော်ရှင်ပြန်ထမြောက်ခြင်းသို့ဆိုတဲ့ပုံစံလေးနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့စဉ်စားဆင်ခြင်မှုလေးကိုဒီလမ်းကြောင်းလေးတစ်ခုပေါ်မှာရအောင်အဲ့လိုလေးကျွန်တော်ကောင်းစင်ပေးထားပါတယ်လို့ဆိုတော့ကျွန်တော်တို့ဒီတကွာရှင်ပြန်ထမြောက်ခြင်းဟာကျွန်တော်တို့အတွက်ဘုရားသခင်ရဲ့ယေရှုပြုခြင်းဘလို့ရှိတယ်လဲဆိုတော့ကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာနေ့စဉ်တူတူကတကယ်ဘဝအထဲမှာဘာတွေ ဘုရားသခင်လုပ်ပေးနေလဲဆိုတော့လေးကိုပြန်ပြီးမှစင်ချင်မဖိတ်ခေါ်ချင်ပါတယ်အကယ်၍ရှင်ပြန်ထမြောက်ခြင်းသာမမှန်ခဲ့ဘူးဆိုရင်တနည်းအားဖြင့်မနေ့ပြန်နေ့နေ့လယ်12နာရီမှာကျွန်တော်တို့တည်တဲ့သိပ္ပံနိယယောနီလံမျိုးစုံနဲ့ရှင်ပြန်ထမြောက်ခြင်းမရှိခဲ့ပါဘူးသခင်ယေရှုရဲ့ကိုယ်ခန္ဓာနဲ့ဆိုင်တဲ့အကျဉ်းအကျဉ်းကိုတွေ့ပါတယ်ဒါဟာယာနှုံးပြည့် တရားမှာ120ရာခိုင်နှုန်းအမှန်ဖြစ်ပါတယ်ဆိုတော့ကိုရှင်မြန်ထမ်းမြောက်ခြင်းမရှိခဲ့ပါဘူးဆိုတော့ကိုဒီပေါင်းလောက်နိုင်ဆန္ဒနိုင်9မိနစ်ချိန်မှာကျွန်တော်တို့ရဲ့ဘဝကြီးကပြောင်းကရမ်းဖြစ်ကုန်ပြီခရီးရုံကြည့်ချင်းဆိုတော့ကျွန်တော်တပါမှအတိတ်ပဲရှိမှာမဟုတ်တော့ဘူးကောင်းသောတုံ့တင်ခြင်းနဲ့အများကြီးရှိတာပဲဆိုတော့အဲ့ကောင်းတယ်ဆိုတော့ဘယ်လိုမျိုးကျွန်တော် justify လုပ်မလဲအရန်ခတ်သွားပါပြီ ရှင်မထမြောက်ခြင်းကကျွန်တော်ယုံကြည်သူတွေအတွက်အင်မတန်မှအရေးကြီးတဲ့အရာဖြစ်ပါတယ်။ယူဂျင်းပီတာဆန်ကသူစာအုပ်ရေးပါတယ်။သူရေးတဲ့စာအုပ်တစ်ခုမှာခေါင်းစဉ်ပေးထားတာက Practice Resurrection ရှင်ပြန်ထမြောက်ခြင်းကိုကျင့်သုံးပါဆိုတဲ့ခေါင်းစဉ်သူစာအုပ်ရေးပါတယ်။ရှင်ပြန်ထမြောက်ခြင်းကကျွန်တော်တို့ရဲ့အတ္တနဲ့ရဲ့စင်တိုင်းမှာ from our every aspect of our life theme ဒီရှင်ပြန်ထမြောက်ခြင်းကိုဒီသတိရပြီးထင်ရဖို့ဆိုတဲ့သဘောနဲ့သူရေးခဲ့တာဖြစ်ပါတယ်။ဒီနေ့မှလည်းကျွန်တော်တို့အတူတကွာ ဒီတပတ်ထဲမှာအထူးသဖြင့်ကျွန်တော်ဆင်ခြင်ဖြစ်တဲ့အရာလေးဖြစ်တယ်။ကျွန်တော်တို့ရဲ့အတ္တဓာတ်ထဲမှာကျွန်တော်တို့အမှောင်ရောက်နေတဲ့အချိန်မှာကျွန်တော်တို့အတ္တဓာတ်တည်ဆုံးနေတဲ့အရာတွေထဲမှာဘုရားသခင်ရဲ့ရှိပြန်ထမြောက်ခြင်းကိုဘယ်လိုမျိုးယူဆောင်လာပေးသလဲဆိုတဲ့အရာလေးကိုဒီတကွာဆင်ခြင်ပုံအလုံးဖိတ်ခေါ်ခြင်းပါတယ်။ဒါလေးကိုကျွန်တော်ဘယ်ပုံမှာခြေခံခြင်းသလဲဆိုတော့ကျွန်တော်တို့ဒီကဘာအိုးကျမ်းအခန်းကြီး16မှာတွေ့ရတဲ့ အာဘရန်အဘျန်ရဲ့သူမယာစာရဲ့ရဲ့ပြီးတော့စာရဲ့ရဲ့ဂျွမ်မဟာဂရာဆိုတဲ့သုံးပွင့်ဆိုင်ဇလန်လေးကိုအခြေခံပြီးတော့မှနဲငယ်လေးကျွန်တော်ဆင်ချဖို့ဖိတ်ခေါ်ခြင်းနဲ့ဆိုဒီနီယာမှာအာဘျန်ရဲ့မယာစာရဲ့ဟာတားဖွာခြင်းမရှိဘူးတားဖွာခြင်းမရှိဘူးဒီအချိန်မှာသူတို့ဟာဖျားသခင်ရဲ့ဂတိတော်ကိုယပြီးတော့ မင်းရဲ့အမျိုးသားရှင်ပေါက်ဖွဲတဲ့ကထွက်ပြီးတော့ငါပြလက်ထံတော်ပြီးတော့တော်မင်းကငါလူမျိုးကြီးဖြစ်စီမယ်မင်းကငါကောင်းကြီးပေးမယ်မင်းကကောင်းကြီးပေးတဲ့သူတွေကကောင်းကြီးပေးမင်းကကျိန်ဆဲတဲ့သူတွေကကျိန်ဆဲမယ်လို့ဘုရားသခင်ကခေါ်ထုတ်ပြီးတဲ့နေ့တော်တော်ကြာပါပြီအဲ့ချိန်မှာစာရဲဟာတားဖွားခြင်းမရှိဘူးမြုံနေတဲ့အခါမှာသူအားမလို့အားမရဖြစ်လာတယ်မကြည်မနဲ့ဖြစ်လာတယ်အဲ့ဒီခါမှာသူပါစဉ်းစားလာလဲဆိုတော့ တားဖွာတော့ခွင့်ကိုဘုရားသခင်မပေးဘူးဆိုလို့ရှင်တော့ငါရဲ့ဂျုံမထံကိုနေဝင်ပါတဲ့အာဗျံကိုပြောတယ်အာဗျံကလည်း okay no problem သူလည်းဝင်သွားတယ်ကျွန်တော်တွေ့ရတယ်ဒါဒီညလေးမှာကျွန်တော်ကောက်နှုတ်ချင်တဲ့ချက်လျက်ပါလဲဆိုတော့စာရဲဟာသူ့အထင်းမှာတားမဖွာနိုင်တဲ့ခါမှာအဲ့ဒီအရာ သူ့ရဲ့စိတ်တကြစရာဖြစ်လာတယ်သူ့အတွက်ပြဿနာတစ်ခုဖြစ်လာတယ် ူအတွက်နာကျင်စရာတစ်ခု ဖြစ်လာတယ်။သူအတွက်ဆုံးရှုံးမှုတစ်ခုလိုဖြစ်လာတယ်။သူအတွက်မျောလင့်စရာမရှိတော့ဘူးဆိုရယ်မျောလင့်ခြင်းကိုမဲ့စေတဲ့အရာတစ်ခုလိုဖြစ်လာတယ်။သူပြဿနာ ဖြစ်လာပါတယ်။သူရဲ့နာကျင်ခြင်းဖြစ်လာပါတယ်။ ဆိုတော့သူ့ရဲ့လှုပ်ဆောင်ချက်ကိုကြည့်တဲ့အခါမှာသူနာကျင်နေတဲ့အချိန်သူ့ရဲ့အားမလို့အားမရဖြစ်ခြင်းသူ့ရဲ့ဒီဆုံးရှုံးမှုသူ့ရဲ့မျောလင့်စရာမရှိတော့ဘူးဆိုဒီအခြေအနေကြီးကိုသူဘလို့ကင်တွယ်တယ်လဲဆိုလို့ရှိရင် သူ့ရဲ့နာကျင်ခြင်းကဘုသူစီကိုရောက်သွားလဲဆိုတော့အာပြန်စီကိုနည်းနည်းရောက်သွားပါတယ်အာပြန်လို့ပါအောင်ငါတို့မိသားစုမရနိုင်တော့လူမျိုးချင်းဖြစ်ဖို့ရန်အတွက်နော်ငါတို့ကလေးမရနိုင်အောင်ဆိုတော့အကဲမဖြစ်တော့ဘူး ဒီဟန်ဆန်ဖြစ်တော့ငါတွေးဖေးနဲ့အိုလာပြီတက်လက်ပိုးကြည့်လိုက်မဖြစ်တော့ဘူးဒါကြောင့်မလို့ဒီမှာငါကျွန်မရှိဟာဂရရှိရယ်သူနဲ့တူတူသူ့အစဉ်ကိုတွာလိုက်ဒါဆိုရင်တော့သူ့အားဖြင့်ငါတို့မိသားစုတိဆောက်လို့ရကောင်းရလိမ့်မယ်ဆိုပြီးတော့မှသူပြောတဲ့အခါမှာအာပြန်လဲနားထောင်တယ်ပြီးတော့ဆာရာရဲ့နာကျင်ခြင်းအာမလို့အာမရဖြစ်ခြင်းစာရဲ့ပြဿနာက ဘသူစီရောက်သွားလဲဆိုတော့ဟာဂရစီရောက်သွားပါတယ်ဟာဂရဂျုံမဖြစ်တယ်ကျွန်တော်တို့လူမှုပတ်ဝန်းကျင်အဆင့်တန်းရကြည့်မယ်ဆိုရင်အနိုင်ဆုံးဖြစ်တယ်သူသူတန်ကိုအပြံဝင်လာတဲ့ခါမှာသူတခင်မရဲ့ယောက်ျားဝင်လာတဲ့ခါမှာသူငင်းခွင့်မရှိဘူးအနိုင်ကျင့်ခံရတယ်ဆိုတော့ဒီနေရာလေးမှာကျွန်တော် ဘာကိုကောင်းလို့ချင်တယ်လဲဆိုလို့ရှင် စာရဲဟာ သူခံစားရတဲ့သူ့ရဲ့နာကျင်ခြင်းသူ့ရဲ့ပြက်တနာသူ့ရဲ့ဆုံးရှုံးခြင်းသူ့ရဲ့အားမလို့အားမရဖြစ်ခြင်းကိုကောင်းမွန်စွာမှန်ကန်စွာကင်တွယ်ခြင်းမရှိတဲ့အခါမှာအဲ့ဒီအနာကျင်ခြင်းရဲ့သူနဲ့ဆိုင်တဲ့မဆိုင်တဲ့သူတွေလူတွေစီကို ပြန့်နှံ့သွားတယ်ကူးသွားတယ်ဆိုကျွန်တော်တို့တွေ့ရတယ်ဒီနေ့ကျွန်တော်တို့ခံစားရတဲ့နာကျင်ခြင်းတွေကျွန်တော်တို့ခံစားရတဲ့ ဆုံးရှုံးမှုတွေကျွန်တော်တို့ခံစားရတဲ့အားမလို့အားမရဖြစ်ခြင်းတွေကျွန်တော်တို့ရဲ့ပြဿနာတွေကိုမှန်ကန်စွာမကင်တွယ်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ ਨੇ ဆိုင်တဲ့သူမဆိုင်တဲ့သူတွေထံကိုပြန့်နှံ့သွားနိုင်တယ်ဆိုကျွန်တော်တွေ့ရတယ်။ဒါကိုကျွန်တော်မိဘတွေထံမှာကျွန်တော်အများဆုံးခံစားရတယ်။ကျွန်တော်ဟာကျွန်တော်အလုပ်များပြီးတော့မှ ဖြစ်စီမှုတွေဖြစ်ပြီးတော့မှအိမ်ပြန်လာပြီးမှကိုယ့်နဲ့ကိုအဲ့ဒီအရာကြီးကရှိနေတဲ့အချိန်မှာ အာမမတိဘာမှမဆိုင်ကျွန်တော်နဲ့အချင်းယူချင်တဲ့ကျွန်တော်သားကျွန်တော်ကိုပပပပပပဆိုပြီးတော့မှဇက်တိုက်ခေါ်လိုက်အနှောင်းဖြတ်သွားပြီးတော့မှဘာမှမဆိုင်သူအဆူခံရတယ်အငေါက်ခံရတယ်ကျွန်မိဘတွေထဲမှာကျွန်တော်တို့ရဲ့ဘဝနဲ့ဆိုင်တဲ့ပြဿနာတွေရှိတယ် stress တွေရှိတယ်ကျွန်တော်တို့အလုပ်နဲ့ဆိုင်တဲ့ stress တွေရှိတယ်ဒီ stress တွေအားလုံးကိုမှန်ကန်စွာမကင်တွယ်တတ်ဘူးဆိုရင် ကျွန်တော်နဲ့နီးစပ်သူတွေထံကိုရောက်သွားတယ်။အဲ့နာကျင်ခြင်းကသူတို့စီလဲကူးသွားတယ်။အဲ့မကြင်မနှက်ဖြစ်ခြင်းကသူတို့စီလဲကူးသွားတယ်။ဒါကြောင့်မလို့ကျွန်တော်အားလုံးမှာတွေ့ကြုံရှိကြမှာပဲအချိန်ကိုပဲဝင်ဝင်ဘလို့အနေထားမျိုးကိုပဲဝင်ဝင် negative energy ကိုထုတ်လွှင့်နေတဲ့သူတွေနားလဲရောက်တဲ့အလိုလိုနေနဲ့ကိုပါအဲ့ negative energy တွေခံစားရတယ်ကျွန်တော်တွေ့ရတယ်။စာရဲရဲ့သူ့ရဲ့ အာမလို့အာမရဖြစ်ခြင်းကအာဗျံကိုရောဟာဂရကိုရောရောက်သွားစီတယ်ကူးသွားစီတယ်ဆိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ဟာဂရကသူကိုဝင်ရှိလာတဲ့ခါကျတော့သူတခင်မကိုမထိမမြင်ပြူလာတော့လုံးဝမခံရတော့ပြန်ဘူးအဲ့ဒီခါကျတော့ဒီနာကျင်ချင်းကြီးကပတ်ပတ်ပြန်လဲလာပြီးတော့မှစာရဲစီပြန်ရောက်လာတယ်သူကိုမထိမမြင်ပြူလာတယ်သူကျွန်မက တော့သူမခံနိုင်တော့ပြန်ဘူးအဲ့ဒီအခါမှာအာပြန်ကိုနှင်ထုတ်ခိုင်းတယ်နှင်ထုတ်ခိုင်းတယ်နှင်ထုတ်ခိုင်းခင်မှာအာပြန်လာပြောတဲ့အခါမှာဒါနင်းနင်းကြုံမယ်နင်းကြတဲ့လိုကင်းရှိရပဲဆိုပြီးတော့မှပြောတဲ့အခါမှာဒီစာရဲကဟာဂရကိုအဲ့ဒီအချိန်မှာစပြီးမှညင်ပန်းနှိပ်စက်ပါတယ်ညင်ပန်းနှိပ်စက်ပြီးတော့မှဟာဂရကနောက်မခံနိုင်တော့တဲ့အဆုံးထွက်ပြေးသွားပြီးတော့မှ ူထွက်ပြေးတဲ့လမ်းတောတနေရာဆိုင်ရွတွင်နာမှာဘုရားသခင်ရဲ့ကောင်းကင်တမန်ကဟာဂရကိုလာတွေ့ပါတယ်။အဲ့ချိန်မှာကောင်းကင်တမန်ဟာကဟာဂရကိုမေးတယ်မေးခွန်းလေးဘယ်ကလာလဲဘယ်ကိုသွားမလဲကျမကကျမသခင်မှာဆာရဲထံကနေထွက်ပြေးလာတာပါဘယ်ကလာတယ်လဲဘယ်ကိုသွားမလဲဆိုတာမေးခွန်းကတကယ်တော့ very big question နော် what is where, where do you come from and where are you going ဘယ်ကလာလဲဘယ်ကိုသွားလဲ အဓိကဒီမေခွန်းလေးကစာဒီဟာဂရအတွက်နောက်ပြန်လှည့်ကြည့်တဲ့အခါမှာသူ့အတွက်နာကျင်စရာကြီးပဲရှိတယ်။ညင်ပန်းနေစကြအနိုင်ကျင့်ခံရတဲ့အခြေအနေကြီးပဲရှိတယ်။နာကျင်ခြင်းပဲရှိတယ်။ဘယ်လိုသွားမလဲသူမသိဘူး။ဘယ်လိုသွားမလဲသူမသိဘူး။ဒါပေမဲ့ဒီအချိန်မှာဘုရားသခင်ရဲ့ကောင်းကင်တမန်ကဟာဂရကိုသူ့ရဲ့ဘယ်ကိုသွားရမှမသိနောက်ပြန်လှည့်ခြင်းနာကျင်ခြင်းနော်နှိမ့်ဆက်ခြင်းညင်ပန်းခြင်း ဆိုတဲ့အရာကြီးစင်းရဲဒုက္ခကြီးကနေထွက်လာတဲ့သူ့ရဲ့အနေထားဘာမှသူ့မှာရစရာမရှိဘူးမျောလင်းစရာလည်းမရှိဘူးဘယ်ဟုတ်သွားမှလည်းမသိဘူးအဲ့ဒီအခြေအနေမှာဘုရားသခင်ရဲ့ကောင်းကင်တမန်သူ့ကိုလာတွေ့တယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်ဘုရားသခင်ရဲ့ကောင်းကင်တမန်ကသူ့ကိုလာတွေ့တယ်ပြီးတဲ့အခါမှာမဟုတ်ဘူးမင်းပြန်သွားပါမင်းရဲ့သခင်မထံကိုပြန်သွားပါသူ့ရဲ့အုပ်ဆိုးခြင်းကိုဝန်ခံပါပြီးလို့ရှိရင်မင်းကောင်ကလူမျိုးကြီးဖြစ်စေမယ် အမင်းကိုတားပေးမယ်အလိုများပြားစေမယ်ပြီးလို့ရှင်ဒီနော်မင်းရဲ့တားအဖြစ်ပွားများသူ့ကိုလူမျိုးလူမျိုးကြီးမိခင်တရားလို့ကောင်းကြီးဖြစ်စေမယ်ဘုရားသခင် စကားကိုသူယတာပါတယ်သာရဘုရားတည်တဲ့သင်ဤစင်ရဲ့ဒုက္ခကိုကြားသိတော်မူ၏သာရဘုရားတည်သင်ဤစင်ရဲ့ဒုက္ခကိုကြားသိတော်မူပြီအဲ့ဒါလေးကတော့ချက်လေးပါ ဒီနေ့ကျွန်တော်အားလုံးကိုတူတူကဆင်ခြင်ဆင်ခြင်တော့ချက်လေးပါကျွန်တော်တို့မှာရှိလူလူတိုင်းလူတိုင်းမှာကျွန်တော်ဆင်းရဲဒုက္ခရှိတယ်လူတိုင်းလူတိုင်းမှာပြဿနာရှိတယ်လူတိုင်းလူတိုင်းမှာကျွန်တော်တို့ရဲ့ stress နော် take pc မှုရှိတယ်ဘဝနဲ့ဆန်တဲ့အရာလုပ်ငန်းနဲ့ဆန်တဲ့အရာပညာရေးနဲ့ဆန်တဲ့အရာလူမှုရေးနဲ့ဆန်တဲ့အရာဘာသာရေးနဲ့ဆန်တဲ့အရာအမျိုးမျိုးသော stress တွေအမျိုးမျိုးသောဒုက္ခတွေအမျိုးမျိုးသောအားမလို့အားမရဖြစ်ခြင်းတွေရှိပါတယ်မကြည်မနက်ဖြစ်ခြင်းတွေရှိပါတယ် ဒါပေမဲ့ဒီအရာတွေအားလုံးကိုကျွန်တော်တို့ကမှန်ကန်စွာမကင်တွေ့တတ်ဘူးဆိုရင်မှန်ကန်စွာမကင်တွေ့ဘူးဆိုရင်ကျွန်တော်တို့အဲ့ဒီအရာကြီးကသူများစီကိုကူသွားပြီးတော့မှထိန်လို့မရတဲ့နော်ဒုက္ခပြဿနာပိုပြီးကြီးပွားလာစေတဲ့တော်မီလိုဖြစ်စေနိုင်တယ်ဒါလေးကိုကျွန်တော်တို့ပြန်လည်ပြီးမှဆင်ခြင်ဖို့ရန်အတွက်ဖြစ်တယ်ကလေးမရသေးဘူးဆိုတဲ့အချိန်မှာဘုရားသခင်ရဲ့ ခေါ်ခြင်းနဲ့ခေါ်ထုတ်တော်မူခြင်းနဲ့ထွက်လာတဲ့အာဗြဟံနဲ့ဆာရဲ့သူတို့အခြေအနေကိုကံတွေတာကဘုရားသခင်ကိုသူတို့ဆူတောင်းတယ်ဘုရားသခင်ထံမှာအပြေရှာတယ်ဆိုတော့ကျွန်တော်မတွေ့ရဘူးသူတို့ရဲ့လူဖြစ်ခြင်းနဲ့ဆိုင်တဲ့ emotional response ပုံများတယ်ဆာရဲ့ဆိုလို့ရှိရင်လည်းဒါမဖွားနိုင်တော့ဘူးငါလူမျိုးကြီးဖြစ်စင်မဲ့စကား okay ဘာနီလန်းရှိနိုင်လဲ ဘုရားသခင်ရဲ့အကြံစီကိုငါတို့ဘယ်လိုမျိုးဖြည့်ဆည်းပေးနိုင်မလဲဘယ်လိုကူညီပေးနိုင်မလဲဘုရားသခင်ကိုမမေ့ဘဲနဲ့သူ့ရဲ့နာကျင်ခြင်းကိုသူဖြည့်ရှင်တဲ့အရာလေးကို ကြည့်တဲ့အခါအကယ်၍ပေါ့ဒါကျမ်းစာမှာတော့မရေးထားဘူးစဉ်းစားစရာတခုအကယ်၍ဘုရားသခင်ငါတို့ကိုလူမျိုးကြီးဖြစ်စေမယ်လို့ပြောတယ်ခုချင်းချင်းငါတို့ကလေးမရနိုင်ဘူးဆိုတော့ဒါဆိုရင်တော့ကလေးမရှိဘဲနဲ့ဘယ်လိုဖြစ်လူမျိုးကြီးဖြစ်နိုင်မှာလဲငါရဲ့ဂျွန်မာကငါပိုင်တာပဲ ငါကျွန်မရတဲ့ကလေးငါကလေးလိုပဲဆိုတော့ကဘာပဲဖြစ်ဖြစ်ဒီလိုမျိုးကြံစီမယ်ဒီလိုနည်းနဲ့ဘုရားသခင်အလိုတော်နဲ့အကြံစီကိုဖြည့်ဆည်းနိုင်မယ်ဆိုတဲ့အတွေးခေါ်မျိုးနဲ့သူစဉ်းစားကောင်းစဉ်းစားနိုင်တယ်တနည်းအားဖြင့်ပြောချင်တာကအဲ့လိုသူ့ရဲ့စဉ်းစားလှုပ်ဆောင်ခြင်းကကောင်းသောအရာကို တွေးပြီးလှုပ်သလိုရှိနိုင်တယ်ယဉ်ကျေးမှုအရာကျွန်မကိုသူပိုင်တာ is acceptable လက်ခံတယ်အလုံးလက်ခံတယ်ပြဿနာမဟုတ်ဘူးသူ့ကျမသူ့ပိုင်တယ်လေဆိုတပြောချင်တာကဒီနေ့ကျွန်တော်ရဲ့ပြဿနာတွေဆင်းရဲဒုက္ခတွေနာကျင်မှုတွေကိုမှန်ကန်စွာမကန်တွေ့ဘူးဆိုအဲ့ဒါကိုပြောချင်တာလုတ်တဲ့လုတ်ဆောင်ချက်ကကောင်းတဲ့ပုံစံမျိုးရွယ်ချက် ကောင်းတဲ့လုတ်တို့ပုံစံမျိုးပေါ်နိုင်ပေမဲ့အရင်မြစ်ကဘာလဲဆိုရင် နာကျင်ခြင်းမြစ်ကထွက်လာတဲ့လုတ်ဆောင်ချက်ဖြစ်နေတယ်အရင်မြစ်ကဘာလဲဆိုတော့အာမလို့အာမရဖြစ်ခြင်းမြစ်ကနေ ထွက်လာတဲ့လှုပ်ဆောင်ချက်ဖြစ်နိုင်တယ်။အဲ့ဒီအရာကနာကျင်ခြင်းကိုပဲဒူပါစေတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။တချို့လူဆိုရင်ဘယ်လောက်ရှိအောင်ပြောမလဲဆိုလို့ရှိရင်ဒီနေ့ထိအဲ့ဒီနာကျင်ခြင်းကခရီးဆက်နေတယ်လို့ပြောလို့ရပါတယ်။အရှိမေလာကနေပေါ်မြလာတဲ့ဟာလည်းကနေကျွန်တော်ကြည့်ရခါအဲ့တော့ဟာဂရာကိုကျွန်တော်တို့ကြည့်တဲ့အခါဟာဂရာကအနံ့ကျင့်ခံရတယ်။မစီမဆိုင်သူ့မှာဒီဝမ်းနဲ့ ပိုက်ထဲမှာဝမ်းလွယ်ရတယ်။ပြီးလို့ရှိရင်နှိမ့်ဆက်ချင်းခံရတယ်။မနေနိုင်တော့တဲ့အဆုံးထွက်ပြေးလာရတယ်။ဘယ်လိုသွားမှလည်းမသိဘူး။တည်ဖို့ပဲရှိတော့တယ်။တည်ဖို့ပဲရှိတော့တယ်။ဂန္ဓာရအချင်းဘယ်လိုရှင်းတန်းနိုင်မလဲ။မင်းကလေးတယောက် protector သူ့ကိုကောက်ပေးမှသူမရှိဘူး။ဘလို့မှရှင်းတန်းနိုင်စရာအကြောင်းမရှိဘူး။ဒါပေမဲ့အဲ့ဒီအချိန်မှာသူ့ရဲ့ဆင်းရဲဒုက္ခကိုထာဝရဘုရားကြားသိတော်မူ၏ The Lord sees her affliction ဘုရားသခင်တည်တယ်ဆိုတဲ့အရာလေးဒီဘုရားသခင်ဂျေဇုတော်ဆိုအဲ့ဒါပဲမဟုတ်ဘူးလားကျွန်တော်အားလုံးကဟာဂရလိုမျိုးဘလို့မှကိုယ့်ဟာနဲ့ကိုဘာမှရစရာမရှိတော့ဘာမှမျောလင့်နိုင်စရာမရှိတော့အခြေအနေကဟိုးမြေကြီးကတ်နေတဲ့အခြေအနေမျိုးမှာဘုရားသခင်ကကျွန်တော်ရဲ့နာကျင်ခြင်းကိုကြားသိပြီးတော့မှကျွန်တော်ကို ကျွန်တော်ထံကိုရောက်လာတဲ့သူမဟုတ်ဘူးလားဘုရားသခင်ရဲ့ သဘောတရားလေးကိုကျွန်တော်တို့တွေ့ရပါတယ်အထူးသဖြင့်ဒီနေရာမှာဘာတွေ့လဲဆိုတော့ဘုရားသခင်ကောင်းကင်တမန်ကသူ့ကိုဒီလိုမျိုးကောင်းချီးပေးတဲ့စကားပြောပြီးတဲ့အခါမှာသူဘာပြောလဲထာဝရဘုရားငါ့ရဲ့အဖြစ်ကိုမြင်တယ်ဘုရားသခင်ငါ့အဖြစ်ကိုမြင်တယ်ငါ့ပြဿနာကိုမြင်တယ်ငါ့နာကျင်ခြင်းကိုသူမြင်တယ်ငါ့ရဲ့စိတ်ဒုက္ခကိုသူသိတ ဲ့ချိန်မှာပထမဦးဆုံးကျမ်းစာထဲမှာဘုရားသခင်ကိုနာမည်ပေးတဲ့ပုဂ္ဂိုလ်ဟာအနိုင်ဆုံးသောသူတွေကနေထွက်လာတဲ့သူဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရတယ်။ကျွန်ဖြစ်တယ်ကိုကိုကိုမပိုင်းတဲ့သူလူမှုအဆင့်တန်းမှာအနိုင်ဆုံးလူကဘုရားသခင်ပထမဆုံးနာမည်ပေးတဲ့သူဖြစ်လာတယ်။ El Roy the Lord who sees the lord who sees မြင်တော်မူသောသာရဖျားဆိုပြီးတော့ဘုရားသခင်ရဲ့နာမည်ပေးရသူဖြစ်လာတယ်။ဘာကြောင့်လဲဆိုရင်သူ့ဘဝအแทမှာသူဖြစ်ပျက်နေတဲ့အချိန်သူ့ရဲ့နာကျင်ခြင်း မစီမံဆိုင်ရောက်လာတဲ့နာကျင်ခြင်းကိုဘလို့ကင်တယ်ဘလို့တက်ရှင်ရမလဲမသိရတဲ့အချိန်မျိုးမှာသူ့ရဲ့နာကျင်ချက်ကိုဘုရားသခင်သိတယ်ဘုရားသခင်သူ့ရဲ့နာကျင်နေတဲ့အချိန်မှာဝမ်းနဲ့ပလက်ဖြစ်နေတဲ့အချိန်မှာဘာလို့လို့မသိတဲ့အချိန်မှာမျောလင်းခြင်းမဲ့နေတဲ့အချိန်မှာဘုရားသခင်သူ့ကိုလာတွေ့ပြီးတော့မှငါနင့်ကိုသိတယ် I know your pain I know your suffering I know your affliction နင့်ရဲ့နာကျင်ခြင်းနင့်ရဲ့ဆင်းရဲဒုက္ခနင့်ရဲ့ပြဿနာအားလုံးငါသိတယ် ငါမြင်တယ်အဲ့ဒီအရာလေးကအရင်ရေးကြည့်ပါတယ်ကျွန်တော်စက်ကြည့်တဲ့အခါမှာ ဟာဂရန်နာချင်ချင်ဘယ်သူမှမရောက်တော့ဘူးဆာရဲကနေဆာလာတဲ့ဒီပြဿနာကဟာဂရကအိုမြေကြီးအော်အထိနေကြဆိုလုံးပန်းပြီးမှခံစားနေရတဲ့ချိန်မှာဘုရားသခင်သူ့ကိုတွေ့သွားတဲ့ချိန်ဘုရားသခင်တိတယ်မြင်တယ်ဆိုတာသူခံစားသွားတဲ့ချိန်မှာမြင်သွားတဲ့ချိန်မှာ သူရဲ့နာကျင်ခြင်းဟာဘယ်သူမှမခံစားတော့ဘူးဒီနေ့ကျွန်တော်ရဲ့ဘုရားသခင်မြင်တော်မူခြင်းဘုရားသခင်ကကျွန်တော်ရဲ့နာကျင်ခြင်းကျွန်တော်ရဲ့စိရင်ဒုက္ခကျွန်တော်ရဲ့မကြင်မနှက်ဖြစ်ခြင်းအာမလို့အာမရဖြစ်ခြင်းဆိုတဲ့အရာတွေကိုဘုရားသခင်သိတယ်မြင်တယ်လို့ကျွန်တော်ခံစားလိုက်ခြင်းကကျွန်တော်ရဲ့တသက်ရှင်လန်းစားပဲ မစီမဆိုင်တင့်ရဲ့ဒေါသကြောင့်တင့်ရဲ့အာမလို့အာမရဖြစ်ခြင်းကြောင့်တင့်ရဲ့မကျေနပ်ခြင်းကြောင့်ဒီနဲ့အဲ့ဒီဟာနဲ့ဘာမှမမဆိုင်တဲ့တင့်ရဲ့ဘဝထက်ကလူတွေဘလောက်များခံစားရပြီးပြီလဲကျွန်တော်ရဲ့ဒေါသကြောင့်ကျွန်တော်ရဲ့အာမလို့အာမရကျွန်တော်ရဲ့အလုံမှတခြားတခြားနေရာမှာဖြစ်နေတဲ့အခြေအနေကြီးကြောင့်ကျွန်တော်ရဲ့မကျေမနပ်ဖြစ်နေတဲ့ကျွန်တော်ရဲ့ဒေါသတွေကြောင့်ကျွန်တော်နဲ့မဆိုင်တဲ့သူတွေဘလောက်ထိ အော်အော်အမ်နော့အဆူမောင်းအထင်းခံရပြီးတော့မှအထောင်းခံရပြီးတော့မှအဲ့နာကျင်ချင်းတဲ့ကျွန်တော်ဘယ်လောက်ထိတော့မှပြန်ပွားစေခဲ့ပြီးပြီလေဘုရားသခင်ရဲ့ကောင်းကင်တမန်ကဟာဂရတ်ထံကိုရောက်လာတဲ့အခါမှာအေးအာဘရနဲ့ဆိုင်ဆိုငါရွေးထားတဲ့သူတွေပါအသူတို့တွေကလည်းငါလည်းအလိုပြောထားရဆိုတော့ကွာသူတို့တွေအားမလို့အာမန်လို့လို့မရွေးဘဲလုံးမိတာပါမကောက်ွယ်ပေးပါဘူးမကောက်ွယ်ပေးပါဘုရားသခင်ကောင်းကင်တမန်မကောက်ွယ်ပေးပါဘူးအရှိကိုအရှိတိုင်းမြင်ပါတယ် အရှိကိုအရှိတိုင်းမြင်တယ်။ El Roy ထာဝရဘုရားတည်မြင်တော်မူတယ်။အရှိကိုအရှိတိုင်းဘုရားသခင်ကဒီအချိန်ကြီးကိုဟာဂရာကိုတည်မြင်စေပါတယ်။ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာကျွန်တော်ရဲ့နာကျင်ခြင်းမကြည်မနဲ့ဖြစ်ခြင်းသောတာဖြစ်ခြင်းဆိုတဲ့အလုံးစုံတို့ကိုဘုရားသခင်နဲ့အတူတူမှန်ကန်စွာဂရင်တက်ဖို့ရည်ကြည်ပါတယ်။ အဲ့လိုမျိုးဘလို့အခြေအနေမှာဖြစ်လာနိုင်တယ်လဲဆိုရင်ဘုရားသခင်ကောင်းကင်တမန်ကဟာဒီဟာကရကိုလာတွေ့တဲ့ခါမှာကျွန်တော်တို့ပကြီတွေမှာနော်နုပညာတွေမှာတွေ့ရတယ်မျိုးအတောင်ပံတွေနဲ့လာချင်းမလာမယ်အမတိချဘူးဖြစ်နိုင်ချေရှိတာဘာလဲဆိုတော့လူပုတ်ကိုတယောက်လိုပဲလာပြီးတော့အဲ့ဒီစကားတွေလာပြောတော့တာဖြစ်နိုင်ပါတယ်လူလိုပဲလာမှာဥမာကျွန်တော်ဆက်ဖတ်တဲ့ခါမှာအာဗြဟံထံကိုကောင်းကင်တမန်၃ဦးလာတဲ့ခါမှာသူတို့ကောင်းကင်တမန်မှသူမသိဘူး လူ၃ယောက်လိုပဲမြင်တယ်။ဒါကြောင့်မလို့သူ့ကိုအဲဝပြုတ်တယ်။ဒါကြောင့်ဟေပြဲထဲမှာမင်းတို့အဲဝအဲဝပြုတ်ခြင်းကိုကြေပွန်ကြပါ။ကောင်းကင်တမန်တို့ကအမှတ်တမဲ့ဧကံမိနိုင်တယ်။ဆိုတော့ကလူပုံစံနဲ့ပဲလာတယ်ကိုပြောချင်တာ။အတိဘေကဒီနေ့ကျွန်တော်ရဲ့နာကျင်ခြင်းတွေကိုမြောက်ရခံစားပေးမဲ့သူတွေကျွန်တော်ရဲ့မိတ်ဆွေတွေပဲဖြစ်လိမ့်မယ်။ကျွန်တော်ရဲ့နာကျင်ခြင်းတွေကိုကျွန်တော်ရဲ့မကျင်မနဲ့ဖြစ်ရင်အားမလို့အားမရဖြစ်ရင်ဒါတွေအားလုံးကိုအတူတကွမြောက်ရခံစားပေးမဲ့သူတွေကဘုရားသခင်ဘယ်သူတွေရပြီးသိစေမလဲ။ကျွန်တော်ရဲ့အိမ်ထောင်ဖတ်တွေကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်တငယ်ချင်းတွေကျွန်တော်ရဲ့ ယုံကြည်သူညီကိုမောင်နှမတွေထံအဖြစ်တည်စီမှာဖြစ်ပါတယ်။နှလုံးသားကြေအောင်ပို့လို့တယ်။ဘုရားသခင်မြင်နေစရာကိုကျွန်တော်တို့ များများဆင်ခြင်ခံစားတတ်ဖို့လိုပါတယ်။အဲ့ဒီလိုဖြစ်နိုင်ဖို့ရန်အတွက်နာကျင်ခြင်းအားလုံးကျွန်တော်ရဲ့ မချိမနဲ့ဖြစ်ခြင်းအရာအားလုံးအားမလို့အားမြတ်ဖြစ်ခြင်းအရာအားလုံးတရညာဖြစ်ကျွန်တော်ရဲ့အပြစ်နဲ့ဆိုင်တဲ့ချဆင်းခြင်းနေအပြစ်နဲ့ဆိုင်တဲ့ဆုပ်ယုပ်ခြင်းတွေအပြစ်နဲ့ဆိုင်တဲ့ကျွန်တော်ရဲ့မကောင်းတဲ့စိတ်တွေအပြစ်နဲ့ဆိုင်တဲ့သူများကိုမနာလိုဖြစ်တတ်တဲ့စိတ်တွေအပြစ်နဲ့ဆိုင်တဲ့သူများကိုအပဲအမြင့်နဲ့အပြစ်တင်ခြင်းတဲ့စိတ်တွေအပြစ်နဲ့ဆိုင်တဲ့ နာကျင်ခြင်းစင်ရဲ့ဒုက္ခအလုံးစုံတို့ကိုဘုရားသခင်က သခင်ယေရှုအပေါ်မှာတင်ပြီးတော့မှအဆုံးသက်စေပါတယ်ဘုရားသခင်ကကျွန်တော်ရဲ့နာကျင်ခြင်းကိုတည်တယ်ဆိုတာသခင်ယေရှုခရစ်လူစားတိကိုခံယူပြီးမှ I know လူစားတိကိုခံယူတဲ့သခင်ယေရှုဟာကျွန်တော်တို့လိုပဲနေ့စဉ်တိုင်းစုံစမ်းသိဆောင်ခြင်းကိုခံရတယ်တဲ့ကျွန်တော်တို့လိုပဲ ဒုစရအမျိုးမျိုးစုံစမ်းသိဆောင်ခြင်းခံရတယ် yet ဒုစရအပြစ်နဲ့ကင်းလို့တယ်အပြစ်နဲ့ကင်းလို့တယ် तू မသိမဟုတ်ဘူး तू သိတယ်အဲ့ဒါကဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေရဲ့နော်ဒီအင်မတန်မှအားရစရာကောင်းတဲ့အရာတစ်ခုဘာကြောင့်လဲဆိုရင်ဖျားဖြစ်တဲ့သခင်ယေရှုကဖျားကကျွန်တော်တို့ကိုကယ်တင်ဖို့ကျွန်တော်တို့ရဲ့နာကျင်ခြင်းကိုကယ်တင်ဖို့ကျွန်တော်တို့ရဲ့ကြဆင်းခြင်းတွေကိုကယ်တင်ဖို့ကျွန်တော်တို့ရဲ့ဒုက္ခဆင်းရဲတဲ့အားလုံးကိုကယ်တင်ဖို့ရန်အတွက်သူကိုယ်တိုင်လာခံစရာမလိုဘူး ဖျားပဲသူကဲ့တင်လို့ရပါတယ်အရာအလုံးကိုဖန်ဆင်းတာမှနှုတ်နဲ့ပဲဖြစ်စေဆိုပြီးတော့ဖန်ဆင်းလာတယ်ပဲမဟုတ်ဘူးလားဒါမှမဟုတ်ဘူးဆရာကျောက်ကဘာပြောလဲဆိုတော့ငါတို့ရဲ့အဲ့လိုမျိုးလာခဲ့မယ်ဆိုတော့အတူဖျားပဲသူလုံနိုင်မှာပေါ့ဒါပေမဲ့တကယ်တကယ်ငါခံစားရသူနားလဲမှာမဟုတ်ပါဘူးကျွန်တော်လူသားချင်းတော့ပြောတယ်လေငါခံရတာငါပဲသိပါတယ် နေငါဘယ်မှာနားလဲမှာမဟုတ်ပါဘူးငါ့ကိုဘယ်သူမှနားလဲမှာမဟုတ်ဘူးငါခံရတာခံရတဲ့သူအတိဆုံးပဲဘုရားသခင်မတိလောက်ပါဘူး तू ဘုရားပဲ तू ကငိုရှေလေဒီလူကဲ့တင်နိုင်မှာပေါ့ဒါပေမဲ့ငါတကယ်ခံစားနေရတာငါတကယ်လုံးပတ်နေရတာ तू ဘယ်သိမလဲမဟုတ်ဘူးသခင်ရွှေလူဇာတိကိုခံပြီးငါတိတယ်နင်ခံစားရတာငါတိတယ်နင်ရဲ့နာကျင်ခြင်းကိုငါတိတယ်ငါတိတယ် I know I care တီယုံနေမှာကဘူးစဉ်းစားကြည့်စမ်းကျွန်တော်ခံစားရတဲ့နာကျင်ခြင်းတွေထဲမှာလေကျွန်တော်စိတ်ကိုယ်နဲ့တော့ရှင်လို့မရတဲ့အနာကျင်ဆုံးသော နာကျင်ခြင်းကလဝါကရမှာသူပဲခံသွားတာစိတ်ကိုယ်နဲ့တော့ရှင်လို့မရဘူးအဲ့နာကျင်ခြင်းကိုကျွန်တော်တို့ဒါမဲ့တခင်ယေရှုခံသွားတယ်ဘုရားသခင်ကတဲ့သူ့ကိုချိုးဖဲ့ချီမောက်ဖို့ရင်အလိုတော်ရှိတယ် ရက်ဆက်လိုက်တာများတော်ပြောစရာရှိတယ်။သူ့ကိုနာကျင်စေတော်မူဦးရဲ့ကျွန်တော်တို့ရဲ့နာကျင်ခြင်းကို သူသိတယ်ဆိုတာဘုရားသခင်မြင်တယ်ဆိုတာယေရှုခရစ်၌ယေရှုခရစ်ကိုနာကျင်စေဖို့အလိုရောရှိချိုးဖက်ချိမဖို့အလိုရှိနာကျင်စေတယ်ဆိုတာကိုကျွန်တော်တို့ဟေရှာအထက်မှာတွေ့ရတယ်သူဒီငါတို့ကျွလွန်သောပြည်များအတွက်ထိုးပေါက်ခြင်းကိုခံရ၏ ငါတို့ဒုစရိုက်များအတွက်ချိုးဖဲ့ချီမာခြင်းခံရ၏ငါတို့အတွက်ငင်းချမ်းခြင်းကိုဖြစ်စေသော ဆုံးမခြင်းသည်သူအပေါ်ကြာရောက်၍သူခံရသောဒဏ်ရာဒဏ်ချက်များအဖြစ်ငါတို့သည်အနာပြောက်ကင်းလျက်ရှိကြ၏ဒီနေ့ကျွန်တော်တို့နာကျင်ခြင်းနဲ့အလုံးစုံကိုပြောက်ပြောက်ကင်းစေတာဘုရားသခင်ကကျွန်တော်တို့အဖြစ်ကိုတိတယ်နာကျင်ခြင်းကိုတိတယ်ဘုရားသခင်ရဲ့ဖြည့်ရှင်ခြင်းသခင်ယေရှုရဲ့ပေးဆက်ခြင်းနဲ့မှာရှိတယ်ဆိုတာကိုကျွန်တော်ပြန်ပြီးမှ ဆင်ခြင်စရာရှိပါတယ်။ဒီမှာကျမ်းစာလေးတူတူကိုဖတ်ရအောင်။သာရဖရားသည်ယေရှုကို ချိုးဖဲ့ချီးမွမ်းရန်အလိုတော်ရှိ၏။ယေရှုကိုနာကျင်စေတော်မူ၏။ဆက်ဖတ်ရအောင်။အကယ်စင်စစ်ယေရှုသည်ငါတို့၏အနာရောဂါများကို ယူဆောင်သွား၏။ငါတို့၏ဒုက္ခဝေဒနာများကိုထမ်းသွား၏။ယေရှုသည်ငါတို့ကျူးလွန်သောအပြစ်များအတွက်ထိုးပေါက်ခြင်းကိုခံရ၏ ငါတို့၏ဒုစရိုက်များအတွက်ချိုးဖက်ချီမွှခြင်းကို ခံရ၏ငါတို့အတွက်ငြိမ်းချမ်းခြင်းကိုဖြစ်စေသောဆုံးမခြင်းသည်ယေရှုအပေါ်ကြားရောက်၍ယေရှုခံရသောတန်ရာတန်ချက်များအားဖြင့်ငါတို့သည်အနာပြောက်ကလေးရှိကြ၏ဖျားသခင်ကနာကျင်ခြင်းတွေအားလုံးကိုယေရှုဘုမှာတင်ပါတယ်ကျွန်တော်ရဲ့နာကျင်ခြင်းတွေအားလုံးကိုယေရှုဘုမှာတင်ပါတယ်ကျွန်တော်ရဲ့မကြည်မနှက်ဖြစ်ခြင်းတွေ ကျွန်တော်ရဲ့အားမလို့အားမရဖြစ်ခြင်းတွေကျွန်တော်ရဲ့အိမ်ထောင်ဖတ်ဒီဘက်မှာအားမရဖြစ်ခြင်းတွေကျွန်တော်ရဲ့သားသမီးဒီဘက်မှာအားမရဖြစ်ခြင်းတွေကျွန်တော်ရဲ့လုပ်ငန်းပေါ်မှာမကျေမနပ်ဖြစ်ခြင်းတွေကျွန်တော်ရဲ့ဘဝတွေမှာဖြစ်နေတဲ့အရာတွေအားလုံး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 တွေအားလုံးကိုဘုရားသခင်ကယေရှုခရစ်မှာတင်ပြီးဖြည့်ရှင်းတယ်ဘုရားသခင်မြင်တယ်အယ်ရောဘုရားသခင်မြင်တယ်ဘုရားသခင်သိတယ်ဆိုတဲ့အရာကိုကျွန်တော်တို့နှဆိုင်စွာခံစားတတ်ဖို့လိုပါတယ်ကျွန်တော်တို့နာကျင်ခြင်းတွေကျွန်တော်တို့ negative energy တွေက သူများကိုပြင်မကိုးသွားဖို့ရတဲ့မှန်ကန်စွာကံတွယ်ဖို့လိုပါတယ်အဲဒီကံတွယ်ခြင်းကဘုရားသခင်နဲ့သွာလာခြင်းဖြစ်ပြီးတော့ဘုရားသခင်လှူဆောင်ပေးတဲ့အရာပေါ်မှာဂျေဇုရချီးမွမ်းဝန်ခံခြင်းပဲဖြစ်ပါလိမ့်မယ်ထပ်ပြီးတော့မှမပြန်ပွားစီမဖို့အရေးကြီးပါတယ်ကျွန်တော်တို့ကျွန်တော်ရဲ့ musician များနေရာယူနေတဲ့အချိန်မှာဒီတကွာပြန်လဲပြီးတော့မှစဉ်းစားရအောင်နောက်ဆုံးတစ်ချိန်ကျွန်တော်တို့ရဲ့ အာမလို့အာမရဖြစ်ခြင်းကြောင့်ကျွန်တော်တို့ရဲ့မကြည်မနဲ့ဖြစ်ခြင်းကြောင့်ကျွန်တော်တို့ရဲ့ဆုံးရှုံးခြင်းကြောင့်ကျွန်တော်တို့ရဲ့နာကျင်ခြင်းကြောင့်ကျွန်တော်တို့ရဲ့ပြဿနာကြောင့်အဲ့ဒီအရာတွေကိုကျွန်တော်တို့ဘယ်လိုမျိုးကန်တွယ်ခဲ့ကြသလဲအဲ့ဒီအရာတွေကြောင့်သူများတွေစက်တကူခံရပြီးတော့ခံစားရတဲ့သူတွေဘယ်လောက်များရှိလဲဒါမှမဟုတ်လို့ရှင်အဲ့ဒီအရာတွေထဲကနေပြီးတော့မှဘုရားသခင်လှုပ်ဆောင်ပေးတဲ့ဘုရားသခင် ြင်ဆင်ပေးတဲ့အရာဘယ်လိုမျိုးရှိသလဲကျွန်တော်တို့ကပြန်လည်ပြီးမှစဉ်းစားဆင်ခြင်ဖို့အားလုံးဖိတ်ခေါ်ချင်ပါတယ်။နာကျင်ခြင်းနဲ့ဆင်းရဲဒုက္ခရယ်ဆိုတည်ခြင်းတရားနဲ့ဆိုင်ပါတယ်။ရှင်မြန်ထမြောက်ရာကအပြစ်နဲ့ဆန်တဲ့ရာအလုံးစုံကိုအဆုံးသတ်စေပြီးမှကျွန်တော်တို့ကိုလူသစ်နဲ့ဆိုင်တဲ့လူသစ်နဲ့ဆိုင်တဲ့လူသစ်ဖြစ်ခြင်းနဲ့ဆိုင်တဲ့ခရစ်တော်နဲ့လူသစ်ဖြစ်ခြင်းနဲ့ဆိုင်တဲ့ဝိယုံကိုဝတ်ဆင်စေပါဘီ။ अन्त त्रिका त्रिटुकृ दाया